ဒီနေ့အိမ်မှာ IKEA ရဲ့ closet လေးဆင်ဖြစ်ပါတယ်။အာတစ်ဖက်ကိုတစ်ခုစီဆိုတော့နှစ်ခုနှစ်ဘက်ကိုနှစ်ခုပေါ့နော်။မတူတဲ့ဒီဇိုင်းလေးကိုလုပ်ထားပါတယ်။ဒီအိမ်မှာပါတဲ့ closet ကရိုးရိုး shelf တွေပဲဖြစ်တဲ့အတွက်မကြိုက်လို့ပြန်ပြီးဆင်ဖြစ်တာပေါ့နော်။အရင်တော့လေအိမ်မှာရိုးရိုး shelf ကတော့ရှိပါတယ်။ရိုးရိုး shelf ကတော့ပစိထက်ကတိတ်ပြီးအဆင်မပြေလို့ပေါ့နော်။အဲ့လေးဆင်လိုက်ပါတယ်။ ါတွေကတော့တူတော့ drawer တွေလည်းပုံများများပါတယ်အတွက်ပေါ့နော်စင်ဖြစ်ဖြစ်သွားတာပါနောက်ပြီးလို့ရှိရင်ဒီဘက်ကကျတော့အင်းကြီးကိုအလွယ်တကူထုတ်လို့ရအောင်ကျွန်မကတော့ဒီလိုတန်ဆင်လေးပဲလုပ်ထားပါရဲ့ဒီခါကျလို့ရှိရင်လုပ်သွားတဲ့ခါကျရင် drawer ဖွင့်ရတာစိတ်မရှိလို့လေနော်အဲ့တော့မနေ့ပိုင်းဆိုလို့ရှိရင်လွယ်လွယ်ကူကူဖွင့်လို့ရအောင်ဆင်ထားပါရဲ့နောက်ပြီးလို့ရှိရင်ပေါ့နော်အဲအင်းကြီးကိုထိုင်ပြီးတော့ ဝေလို့ရအောင်ထိုင်ကုန်လေးပေါ့နော်ပြီးလို့ရှိရင်မှန်လဲရှိပါတယ်နောက်ပြီးလို့ရှိရင်ပေါ့အဲဂျူလီဘောက်စ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဂျူလီမဝတ်ပဲနဲ့လဲကိုယ့်ရဲ့လုဆိုတာ perfect မဖြစ်သွားအောင်လေဒါကြောင့်မလို့ဂျူလီဘောက်စ်လေ closet တွေမှာ wardrobe တွေမှာရှိပါတယ်အဲဒါကိုအဆောင်တော့ပေါ့နော်ဒီ ဒီဇိုင်နာနဲ့လုပ်လို့ပေါ့ဒီဇိုင်နာနဲ့လုပ်မယ်ဆိုတော့ဒီဇိုင်နာကမန်ရှင်လုပ်တယ်မန်ရှင်လုပ်ပြီးတော့သူ့ရဲ့ကုန်ကျစရိတ်ကပေါ့နော်သူပြောတာကကျွန်မ closet နှစ်ခုဆိုလို့ရှိရင်1000နဲ့1000လောက်ကုန်မယ်အဲ့တော့ကျွန်မတွက်ကြည့်လိုက်တော့ IKEA closet ကိုမှားလိုက်ပြီးတော့ပြီးလို့ရှိရင်ပေါ့နော်ဒီစေပေးတဲ့လူကိုငှားလိုက်လို့ရှိရင်ကခုကုန်ကျစရိတ်ပေါ့ဒါတစ်ဖက်တစ်ဖက်ချမ်းပဲလုံးဝပါလိရဲ့ဩ2000ကျော်ပဲကုန်တယ်ပေါ့နော်အဲ့တော့ပြီးလို့ရှိရင်ကိုယ်စိတ်တိုင်းကြပူဖြစ်တယ်ဆိုပြီးတော့ဒီလိုပဲစီစဉ်လိုက်တာပေါ့နော် ဘာဖြစ်လို့ဆိုတော့တစ်ခါကြလို့ရှိရင်သူတို့လာလို့လို့ရှိရင်ကိုကသူတို့သုံးတဲ့ quality ကိုစက်ချင်မှလည်းကြိုက်မှာပေါ့နော်အဲကြောင့်မလို့ဖြစ်နိုင်လို့ရှိရင် reliable ဖြစ်တဲ့ quality ကိုသုံးချင်တဲ့အတွက်ကိုပါကို IKEA closet ကိုမှာပြီးတော့ select ချင်မှဖြစ်ပါတယ်ရှင်ကိုဟာနဲ့ကိုအိမ်မှာ closet ဆင်ချင်လို့ရှိရင် IKEA ကနေပြီးတော့ closet ကို wardrobe ကိုမှာပြီးတော့ဆင်လို့ရပါတယ် IKEA မှာဆိုလို့ရှိရင် closet system နေရှိပါတယ်ဒီ closet ကတော့ အခုမှလာတော့ order closer system ပေါ့နော်တခုကိုအဲဒီပတ်ချံက300ကျော်နောက်တစ်ပတ်ချံ300ကျော်ပြရရင်နောက်ပြီးတော့သူတို့ရဲ့ delivery ခပြရရင်ပေါ့နော်အဲတခြားတချို့ဟာတွေထပ်မာတဲ့ခပြရရင်အလုံးပေါင်းဒီအောင်မှလာတော့ totally အပြည့်တော့1600ကျော်ကျပါတယ်အဲလာစင်ပြရဲ့လူကကိုသူတို့က match လုပ်ပြရဲ့ပေါ့နော် match လုပ်ပြရဲ့ခါမှာ900ကျော်ထပ်ပြရပါတယ်အဲ့တော့ total အပြည့်တော့2000ကျော်ကုန်တာပေါ့နော်2000ကျော်နဲ့ဒီလို closer လေးပေါ့နော် အဲရရဲဆိုတော့မဆိုးပါဘူးဟုတ်ကဲ့ပါအိမ်မှာကိုယ့်ကိုယ် close ဆင်ကျင်လို့ရှင် idea လေးရအောင်ပြပြပေးတာပါရှင်ကျေးဇူးပါဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့ကျေးဇူးထူးတင်ရှိပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်